အားလုံးပဲမင်္ဂလာမြဖူဖိုး AC channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့တနင်္ဂနွေနေ့မြန်မာစံတော်ချိန်စနေပိုင်းမှာရှင်ပြန်ကစားသွားမယ်ဒီဘဘူးအသင်းနဲ့ကျွန်တော်တို့ဒီ Manchester United အသင်းတို့ရဲ့ဒါပွဲစဉ်ပေါ့လေဒီပွဲစဉ်ကိုကျွန်တော်ဒီရှေ့မှာတော့ဒါပွဲချုပ်သုံးသချက်လုပ်ပေးထားတယ်ပေါ့လေဒီအခုဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီဒီဘဘူးအသင်းနဲ့ United တို့ရဲ့ဒီပေါက်ကြီးအနေထားရကျွန်တော်ဒီကြီးကိုကြည့်ပြီးတော့ကျွန်တော်တို့ ကြေးအောင်နိုင်မအောင်နိုင်ပေါ့လေဒါကျွန်တော်တို့သုံးသပ်ကြည့်ရအောင်ပေါ့လေအဲ့တော့ကျွန်တော်အရင်ဆုံးကြီးပေါ့လေဒီနှစ်သင်းရဲ့ဒီကျွန်တော်တို့နောက်ဆုံး၅ပွဲစီကိုကျွန်တော်တို့တစ်ချက်အရင်ဆုံးကြည့်မယ်ဒီနှစ်သင်းရဲ့ဒီနောက်ဆုံး၅ပွဲနဲ့ပေးထားတဲ့ကြေးကတော့ကျွန်တော်တို့ဒါအခုချိန်ထိလဲဒီဘဘူဘကတာတလုံးသိရေဂိုးပေါင်းကြီးကတော့တလုံးတဝက်ရှုံးဆိုပြီးတော့ပေးထားတာလဲကျွန်တော်တို့တွေ့ရတယ်ပေါ့လေအဲ့တော့အရင်ဆုံးကြီးကျွန်တော်တို့ဒီကြေးကိုမကြည့်ခင်ပေါ့လေကျွန်တော်တို့ဒီနှစ်သင်းရဲ့ဒီပြီးခဲ့တဲ့ ငါးဘွဲစီမှာကျွန်တော်တို့ဘလို့ပုံစံမျိုးတွေကြီးအောင်လားလားကြီးကြရလားဆိုတော့ကျွန်တော်တို့တစ်ချက်ကြီးအောင်ပေါ့လေအဲ့တော့ဒီဘဘူးအတင်းကနောက်ဆုံးငါးဘွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တပွဲမှာကြီးမအောင်တော့ပွဲတိုင်းတာကြီးကြတယ်ဒီနောက်ဆုံးငါးဘွဲမှာဆိုလို့ရှိရင်ချယ်ဆီကို2-1နဲ့ရှုံးနဲ့ကြီးကြတယ်ပြီးတော့ဂါဒါစီကိုဆိုလို့ရှိရင်လည်းဒါရှုံးနဲ့ကြီးကြတယ်ပြီးတော့ဒါခရစ်စတယ်ဘေးလီကိုဆိုလို့ရှိရင်လည်းရှုံးနဲ့ကြီးကြတယ်ပြီးတော့ဆောက်တတန်ဆိုလို့ရှိရင်2-1နဲ့နိုင်တယ်ကြီးကြတယ်အပွဲမှာဆိုလို့ရှိရင်ဒါတလုံးရှုံးလာမိပြီးတာပေါ့လေ ဲ့တော့ဒီ Everton ဆိုလို့ရှိရင်လည်းကျွန်တော်တို့တလုံးကိုပြား30ရှုံးတော့လာမသိပေးပြီးတော့ကျွန်တော်တို့ဒါ1 2ဆိုတဲ့ရလက်နဲ့ပဲနိုင်တဲ့အတွက်2-1ဆိုတဲ့ရလက်နဲ့ပဲနိုင်တဲ့အတွက်ဂျင်းမအောင်တော့နောက်ဆုံး5ပွဲသက်တိုက်ဂျင်းမအောင်တော့အဲ့တော့ကျွန်တော်တို့ United ကိုကြည့်မယ်ဆိုလို့ရှိရင် United ကလည်းကျော်ဒီနောက်ဆုံး၅ပွဲမှဆိုလို့ရှိရင်ဘယ်နှပွဲကြီးအောင်နိုင်ဘယ်နှပွဲကြီးကြရလဲဆိုတော့နောက်ဆုံး၅ပွဲမှဆိုလို့ရင် तू ကနိုင်တာတော့၃ပွဲနိုင်တော့၂ပွဲရှုံးတယ်ဒါပေမဲ့ကြီးအောင်လာတာကျော်ဒီနောက်ဆုံး၅ပွဲမှ၂ပွဲကြီးအောင်နိုင်ပါလေအဲ့တော့ तू ဆန္ဒလန်းကိုကျွန်တော်တို့ကြေးအောင်နဲ့နောက်ပြီးတော့ဒါချဲစီးကို2-1နဲ့နိုင်ပြီးတော့ကြေးအောင်နဲ့ဂျန်နစ်ပွဲတွေကတော့ဒါကြေးရှုံးတာပဲလေဒါဘန်လီကိုဆိုလို့ရှိရင်လည်းကျွန်တော်1ရှုံးလောက်ထိပေးပြီးတော့ဒါတတိတူးဆိုတဲ့ရလန်နဲ့နိုင်တဲ့အတွက်ဒါကြေးရှုံးပါတယ်ပြီးတော့ဒါကျွန်တော်တို့မန်စီးတီးကိုဆိုလို့ရှိရင်လည်းကြေးရှုံးနေပြီးတော့ဒါကျွန်တော်ဘရန်ဖို့ဆိုလို့ရှိရင်လည်းကြေးရှုံးနေပါလေအဲ့တော့ဒီအခုပေးထားတဲ့ဒါဘူကီရီရဲ့ပေါက်ကြီးရဆိုလို့ရှိရင်ကျွန်တော်တို့2 ဝမ်းဆိုတဲ့ပုံစံမျိုးဘူကီတီကမှားနေပါလိဒါတလုံးနဲ့အตาနဲ့နိုင်လို့ရှိရင်ဒါကျွန်တော်တို့ကြေးခွာမယ်ပေါ့တဲတဲကြလို့ရှိရင်ဒိုင်ကအကုန်ကျိတ်မယ်အဲ့တော့သူကဂိုးပေါင်းကြီးကိုလည်းခေါ်ထားတယ်ဘာဖြစ်လို့ဆိုတော့ဒီအခုပေးထားတဲ့ဒီ body ကြီးတလုံးသိရင်လည်းဂိုးပေါင်းကြီးသုံးလုံးပြား90ရှုံးဆိုတာကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်ဂိုးပေါင်းကြီးကိုခေါ်နေတဲ့ပုံစံမျိုးပေါ့ဒီပွဲမျိုးတွေကကျွန်တော်တို့တူးတူးလို့ပုံစံမျိုးကြီးလေဖြစ်သွားတတ်တယ်ပေါ့လေဒါတရေ ပုံစံမျိုးလေးဖြစ်သွားတယ်နိုင်လဲဒါ2 1ဆိုတဲ့ပုံစံမျိုးတွေတတိ2တို့ဒါတတိ1တို့အဲ့လိုပုံစံမျိုးတွေဒါ goal ပေါ်မဲ့ဘက်ကိုများတယ်ဗောလေဒါကြောင့်မို့လို့ကျွန်တော်နှစ်သိန်းလုံး twin goal ရနိုင်နေဆိုတဲ့အနေထားကြောင့်ဒီ ball ကြီးကိုကျွန်တော်တို့တစ်လုံးတည်းလောက်ပဲပြီးတော့ goal ပေါင်းကြီးကိုဒါ၃လုံး၃ဝက်ရှုံဆိုတဲ့ပုံစံမျိုးနဲ့ဖောက်ပြီးထားရလဲဖြစ်ပါတယ်အဲ့တော့အနာနည်းရင်တော့ဒါကြီးပါပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်ဗောလေအဲ့တော့ဒီနှစ်သိန်း ဟတ်တူဟာထိတိုက်တွဲဆမှုတွေမှာဆိုလို့ရှိရင်ကျွန်တော်အခုပေးထားတဲ့ဂျင်းမျိုးနဲ့ဆိုရင်ကျွန်တော်တို့ဒီအဝေးကြီးကိုမကြည့်တော့ဘူးပေါ့လေဒီနီနီကက်ကက်ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရာသီကနှစ်ပွဲရဲ့ဒီရှေ့တရာသီကနှစ်ပွဲရဲ့အဲ့ဒီလေးပွဲကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ရှေ့တရာသီဒါနီးပြကြီးဂျာဂျင်ဂလော့လက်ထက်2023-24ရာသီကဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်သင်းတွဲဆမှုနှစ်ကြိမ်မှာဆိုလို့နှစ်ကြိမ်လုံးသိရကြပါရဲ့နှစ်ကြိမ်လုံးသိရကြပါရဲ့ဒီအခုလိုမျိုးတစ်လုံးသိရသုံးလုံး ပြန်ငါးစိအရှုံးပေါက်ကြီးနေဆိုလို့ရှိရင်ကျွန်တော်တို့ဒါတပွဲကတော့ကိုပေါင်းကြီးအောင်သွားရပါလေတပွဲစည်းစည်းနဲ့ပြီးသွားဆိုတော့ဒါဟိုရှေ့တရာတီကျော်ကျွန်တော်ပြောတာဗောလေအဲတရာတီကျော်မှာဆိုလို့ရှိရင်ဒါတပွဲကတူတူနဲ့ပြီးရတပွဲကစည်းစည်းနဲ့ပြီးရအဲ့ဒီအနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့အခုပေးထားတဲ့တလုံးသိရည်နဲ့ဆိုလို့ရှိရင် ြေးမအောင်ဒီပါဘူးကဒါပေမဲ့ဂိုးပေါင်းကြီးကတော့တပွဲအောင်ပဲတူတူနဲ့ဖြစ်တယ်တော့တပွဲကတော့ဒါဂိုးပေါင်းကြီးရောဘော်ဒီကြီးရောမအောင်ကြာရအခုပေးတဲ့ကြီးပုံမှန်မျိုးနဲ့ဆိုရင်ဥပမာပြပြအဲ့နောက်ထပ်ဒီပြီးခဲ့တဲ့ယာပြီးနီးပြကြီးအာနီဆလော့လက်ထက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဝေးခွင်းရနေပြီးတော့ဒါတတိစည်းနဲ့နိုင်တယ်အခုလိုမျိုးဒါတလုံးသိရကြီးမျိုးနဲ့ဆိုလို့ရှိရင်ဥပမာအနေနဲ့ဒါဂိုးပေါင်းကြီးကတော့ဒါတဝက်ရှုံးတယ်ပေါ့လေဘော်ဒီကြီးအပြည့်အောင်ဒုတိယပွဲကျွန်တော်တို့လီဗာပူး ွဲမှာဆိုလို့ချင်းဒုတိယရာသီကဆက်ဆခြင်းပဲအဲ့မှဆိုရင်တူတူနဲ့တည်ကြပါအဲ့လိုမျိုးခြေမျိုးနဲ့ဆိုအခုပေးထားတဲ့ခြေမျိုးနဲ့ဆိုလို့ချင်းဒါခြေရှုံးနေပါလေဒါပေမဲ့ဂိုးပေါင်းကြီးအောင်အဲ့ဒီပြီးခဲ့တဲ့ရာသီကလီဗာပူးကမန်ချက်စတာယူနိုက်တက်ကိုအိမ်ကွင်းမှာဘလို့ပေးခဲ့လဲဆိုတော့ကျွန်တော်ဒီမှတ်မိသလားတော့နှလုံးကိုပြား90စားလမ်းပြီးအဲ့လိုပုံစံမျိုးနဲ့ဒါပေးခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘော်ဒီကြီးကြပါတယ်ဗောလေဂူပေါင်းကြီးတော့အောင်လေအဲ့ပွဲမှာဆိုဂူပေါင်းကြီး၃လုံးရှုံ၃လုံး50ရှုံလမ်းပြီးဒါ ပေါက်ခဲ့တယ်ဗောလေအဲ့ဒီပွဲမှာဆိုရင်တူးတူးနဲ့ပြီးသွားတဲ့ဘောလုံးကြီးကျသွားပြီးတော့ကိုပေါင်းကြီးကတော့တူးတူးဖြစ်သွားတဲ့အတွက်ဒါအောင်ခဲ့တယ်အဲ့တော့ဒီနေ့ပေးထားတဲ့ဒီဘိုကီဒီရဲ့ဂျေးမှာဆိုလို့ရှိရင်လီဗာပူးအသင်းကဒီလောက်ကျွန်တော်တို့ဒီပြီးခဲ့တဲ့၃ပွဲလုံး၅ပွဲလုံးကြီးကျလာတယ်ဒါ၃ပွဲလုံးဆိုလို့ရှိရင်၃ပွဲမှာဆိုလို့ရှိရင်လည်းရှုံးလာတယ်အဲ့လိုအနေထားမှာတော့မှဒါ United ကသူ့မှန်သူကျွန်တော်တို့တပွဲရှုံးတပွဲနိုင်တပွဲရှုံးတပွဲနိုင်နဲ့ဒါလီဗာပူးနဲ့သူနဲ့တိတ်တော့ဟိုမကွာဘူးပေါ့လေသူမသားကိုမသားပဲဟိုပြောမယ်ဆိုလို့ရှိရင်ဒါပေမဲ့ လီဗာပူးထက် United လက်ရှိကာရောဖောင်မှာနည်းနည်းချင်းနေကောင်းသေးလီဗာပူးတင်းရ၃ပွဲသက်တိုက်ရှုံးလာတာ United ကတော့ကျွန်တော်တို့ဒီနောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ကကျွန်တော်တို့၂ပွဲနိုင်တယ်တပွဲရှုံးတယ်အဲ့ရှုံးတဲ့ပွဲကဝေကွင်းရနေတော့ဒါ Brand 4ကို3-1နဲ့ရှုံးနိုင်ခဲ့တဲ့ပွဲတွေဆိုလို့ရှိရင်နောက်ဆုံး၃ပွဲပဲကျွန်တော်ပြောနော် Chelsea ကိုသူနိုင်တယ် Sunderland ကိုသူနိုင်အဲ့တော့ Liverpool က၃ပွဲသက်တိုက်ရှုံးတယ် Liverpool ကဒီ၃ပွဲ၃ပွဲချင်းပဲရှင်ပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Liverpool ကပို့ပြီးတော့ ဒါဖောင်ရဆိုလို့ရှိရင်ဒါဖောင်အောင်နေတယ်လို့ပြောလို့ရဒါပေမဲ့ဒီလိုမျိုးအနေထားမှာတော့မှဒါအိမ်ကွင်းကြောင့်လည်းဖြစ်နိုင်တာပေါ့လေဒါပူဂီရီယာလီဗာပူးအသင်းကိုခေါ်ထားတာဒီတလုံးသိရဆိုတဲ့ကြည်ဒီကြည်ကပြော့လာဆိုမပြော့ဘူးကျွန်တော်တို့အခုဒီလီဗာပူးရဲ့လက်ရှိ ဖြတ်တန်းနေတဲ့အနေထားနဲ့ဆိုလို့ရှိရင်ဒီကြည်ကမပြော့ဘူးပုံမှန်ပဲပေါ့လေဒါငနေတော့မှပြင်းတယ်လို့ပြောလို့ရသည်အမှန်တကယ်ဆိုလို့ရှိရင်ဒါတလုံးဟိုအသိဉာဏ်ချင်းချင်းဖြစ်တဲ့အတွက်အိမ်ကွင်းဖြစ်နေပါစီဦးမို့လीတလုံးဟိုဒါ ျွန်တော်တို့ပြ90စားလို့ဘာလို့လောက်ဖောက်လိုက်ရတလုံးပြ90စားပြ90စားတော့တကယ်လို့ဒီတလုံးတည်ရနေတော့လီဗာပူးတင်းရပွဲနာနီလို့ဒီတလုံး20ရှုံးလို့30ရှုံးတလုံး50ရှုံးလို့ဖြစ်သွားဆိုတော့လီဗာပူးနိုင်မှုတော့တည်ချင်အခုတလုံးတည်ကြီးရတော့ဒါလီဗာပူးနိုင်နိုင်မှုဒါပြောမယ်ဆိုလို့ရှိရင်90ရာခိုင်နှုန်းတော့ပဲရှိတယ်90ရာခိုင်နှုန်းဟို30ရာခိုင်နှုန်းတော့တည်ကြ20ရာခိုင်နှုန်းတော့ United နိုင်မယ်လို့ဒီလိုပုံစံမျိုးနဲ့ပေါ့လေအဲ့တော့ကျွန်တော်တို့ Liverpool တင်းရဲ့ဒီအိမ်ဝင်း ဒီယာဒီမှာဆိုလို့ရှိရင်အားလုံးပေါင်းစုစုပေါင်း၅ပွဲကံပြီးတော့အဲ့ဒီအိမ်ကွင်း၅ပွဲမှာဆိုလို့ရှိရင်လီဗာပူးအသင်းကဒီပွဲတွေကြီးအောင်လာလေကျွန်တော်တို့ကြည့်မယ်ဆိုရင်ချန်ပီယံလိဒီရောဒီကာလပေါင်ကတ်တရောပေါ့လေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နှပွဲကြီးအောင်လာလဲဆိုသူပထမဦးဆုံးကြီးကျွန်တော်တို့ဒီအိမ်ကွင်းမှာပြီးများလိပွဲစဉ်တင်မှာဘုံမောက်ကိုစပြီးတော့အိတ်ခံကစားတယ်ဘုံမောက်ကိုတဖိုးတူးနဲ့နိုင်ခဲ့တဲ့အတွက်အဲ့ဒီပွဲမှာဆိုလို့ရှိရင်နှလုံးပြ90ဇာလောက်မှဒီပေးတယ်အမှဆိုလို့ရှိရင်ဒါကြီးအောင်လေပေါ့လေငါပြ90ရရနောက်ထပ်ပွဲဒါ ကျွန်တော်တို့အာဆင်နယ်နဲ့ပွဲမှာဆိုလို့ရှိရင်အဲ့တော့အာဆင်နယ် level ပြား20ချောင်းလောက်ပေါက်ပြီးတော့ဒါဝမ်စီနဲ့နိုင်တဲ့အတွက် origin အောင်ခဲ့တယ်အဲ့ဒီနှစ်ပွဲပဲအောင်တယ်ကျန်တဲ့ပွဲတွေမအောင်ဟုတ်ကျွန်တော်တို့ဒီ etigo matrix ကိုဆိုလို့ရှိရင်လေအဲ့တော့ကတလုံးပြား20ချောင်းလောက်ပေါက်ပြီးတော့ဒါမအောင်ခဲ့ဘူးပေါ့လေ32နဲ့ပြီးသွားဆိုတော့နောက်ထပ်ကျွန်တော်ဆောက်တန်လည်းခြေမအောင်ပြီးတော့ဒီ everton လည်းခြေမအောင်လီဗာပူးအသင်းအခုလိုမျိုးတလုံးသက်ရည်နဲ့ပြီးခဲ့တဲ့ပွဲ ပေးခဲ့တဲ့ဂျီမျိုးဟာဒီရှားဒီသူဘယ်နှပွဲရှိသွားပြီလဲဆိုတော့ကျွန်တော်တို့ဒီခရစ်ဆယ်ပဲလေးကိုလည်းတလုံးသိရပြီးတယ်ရှုံးသွားတယ်နောက်ပြီးတော့ဂါရတာစီယူဆိုလို့ရှိရင်လည်းတလုံးသိရပြီးတယ်ရှုံးသွားပြီးတော့ဒီကျွန်တော်တို့အီတီကိုမက်ထရစ်ကိုဆိုလို့ရှိရင်တလုံးပြား20ရှုံးတလုံးသိပဲထားလိုက်ပါတော့သူချေးမအောင်တတိတုနဲ့ပြီးသွားရတော့ပြီးတော့ဒီကျွန်တော်တို့အေဘာတန်ဆိုလို့ရှိရင်လည်းတလုံးသိရလောက်ထိပြီးပြီးတော့ဒါချေးမအောင်အဲ့ဒါကြောင့်မို့ဒီပွဲမှာတော့ကျွန်တော်တို့ဒါလီဗာပူးအသင်းနေနဲ့ ကြီးအောင်ဖို့အချိန်တန်ပြီလို့တော့ကျွန်တော်ထင်တယ်ဗောလေဒီကတော့ဟိုအတင်းဆွဲနဲ့ပြောတာတော့မဟုတ်ဘောလေဘတ်မလိုက်ပဲနဲ့ဒါကိုအမြင်နဲ့ကိုပြောအဲ့တော့ဘူကီတိုင်ကဒီဘာဘူးကိုတလုံးတည်ပေးရဲဆိုလို့ရှင်တော့ဒါဟိုအမှန်တကယ်ဒီဘာဘူးဘတ်မှာပဲနေရမှာပဲဘာလို့လဲဆိုဒီဘာဘူးမရှုံးနိုင်တည်ကြတော့တည်ကြလို့ဒါကုံတော့လေကုံဗောလေဒါမတက်နိုင်ကျွန်တော်တော့ဟိုကျွန်တော်တူတဲ့အမြင်ကတော့ဒီဘာဘူးအတင်းကိုကြိုက်တယ်ဂိုးပေါင်းအပေါ်ကိုကြိုက်တယ်ဇုံပေါ်ပေါ့အဲ့လိုပုံစံမျိုး ျွန်တော်ကြိုက်ရဟိုကညီကိုတို့အနေနဲ့လေဒီပွဲမှာဂိုးပေါင်းဘောဒီဘလို့ပုံစံမျိုးနဲ့ဒါပြီးသွားမလဲဆိုတော့ကိုယ့်ရဲ့အမြင်လေးကိုရေးခဲ့လို့ရပါတယ်ဒါတော့ကျွန်တော်ဒီဂျေးရကိုမန့်ကိုဒါကျွန်တော်တို့ဒီဘဘူးတင်းနဲ့ဒါ United ရဲ့ဖြတ်သန်းခဲ့တဲ့အနေထားကိုကိုမန့်ကိုဒါကိုယ့်အမြင်နဲ့ကိုသုံးသပ်ကြည့်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောရချင်မှာမှားတာပါခဲ့ရဆိုလို့ရှိရင်နားလိုက်ပြပါလို့အားလုံးပဲကျေးဇူးတင်ပါတယ်